အဲ့စဲထဲမှာရိုက်ထားတဲ့ data တွေမှာဆိုရင်တွက်ထားတဲ့ equation တွေအခုဒီမှာဆိုရင်တွက်ထားတဲ့ equation တိုးတက်တမှုတွက်ထားတာရှိနေအဲ့တိုးတက်တမှုတွက်ထားတဲ့ equation တွေကိုမမြင်ရချင်အခုတိုးတက်တမှုတွက်ထားတဲ့ဒီမှာနှစ်ချက်နှိမ့်တိုင်းတိုးတက်ထား equation ဒီသုံးခွက်ကိုပေါင်းထားမြင်ရမယ်ပေါ့နော်ဒီမှာပို့ဖို့ဒီမှာ percentage ရမယ် percentage ကိုနှိမ့်လိုက်ရင် percentage တွက်ထားတဲ့တမှုကိုမြင်ရလိမ့်မယ်အဲ့တော့အဲ့လိုမျိုးတွက်ထားတဲ့ equation တွေမမြင်ရဘဲနဲ့ data like သူက copy ကူးခြင်းတယ်။အဲဒါ copy ကူးခြင်းနဲ့ဆက်ကွက်ကိုဆက်လက်မှတ်လိုက်ရမယ်။ဆက်လက်မှတ်ပြီးတော့အဲ copy ပတ်တယ်လို့နေ။နေပြီးတော့ကိုလိုစင်းနဲ့အကွက်မှာ active set ထား။ active set ထားတယ်မို့လို့ရှိအစ်စ်မှာပဲကလစ်နေပြီးတော့ကိုလိုစင်းနဲ့အကွက်မှာ active set ထားလိုက်နော်။ active set ထားပြီးရင်တော့ paste ထောင်အဲ့လိုမှနေမယ်။ဒီထဲမှာသူက paste လုပ်တဲ့အခါမှာသုံးမျိုးလုပ်လို့ရတယ်။ဒီတိုင်းပဲ paste လို့လုပ်လိုက်မယ်ဆိုရင်သူကဒီမှာဗာလေးပြပဲဆိုရင် အခုဒီဘက်မှာ divide error ဆိုတဲ့ percent ဆိုတဲ့ပုံပြရတယ်ဒီဘက်ဆုံးဆုံးမှာနော်ဒါက you you paste လုပ်လိုက်တဲ့ပုံမှန်သုံးနေတာ paste အဲ formula နဲ့ paste လုပ်တယ် formula ရဲ့ number ဒီအပေါ်အတွက်လာ keep source formatting အဲဒါလေး keep source formatting with တော့ you you ဒီအပေါ်က paste တွေလုပ်လိုက်ဤတွက်ထားတဲ့ equation တွေကိုဒီမှာပါလို့ဆိုရင်တန်ဖိုးတွေပြတ်ကုန်တယ်ဒီညာဘက်က divide error h column ကိုကြည့်လိုက်ပေါ့ divide error ကြီးပါပြတ်ကုန်တယ်အဲ့တော့အဲ့လိုမျိုးလည်းမပြောက်ချင် ဟိုဒီမှာနော် you paste လုပ်လိုက်မယ် you paste လုပ်လိုက်ခြင်းအပြင်ဒီမှာ total တမှုတွေ့ချရဲဒီမှာ equation နဲ့ပါတယ် percentage ရှာမြင်ကြရင် divide error တွေဖြစ်နေတယ်အဲ့တော့အဲ့လိုမျိုးမဖြစ်ချင်ဘူးသူတန်ဖိုးလိုက်လိုချင်တယ်ဒီ equation နဲ့မပါချင်ဘူးအဲ့ဆိုဘယ်လိုလုပ်လို့ရလဲဒီကလိုတဲ့နေရာထပ်နေမယ်ဒီမှာ copy ကူထားပြီးသားနော်နောက်ထပ် shift file မှာနေမယ် ဒီမှာက you paste ထုတ်လိုက်တဲ့အတွက်ဖြစ်လာတဲ့ပုံစံဒီတူပုံစံဖြစ်နေတာဒီပုံစံမလို့ချင်တော်မှုလို့ချင်ရင်တော့ value တွေလို့ချင်တာပေါ့ဆိုချင်တာဒါဆိုဒီအလဲမှာရှိရဲ့ paste value တွေကအလဲတခု value ရဲ့ number formatting လေးကိုနေလိုက်အဲ့တော့ဒါအဲ့လိုနေမယ် paste value ရဲ့ number formatting အဲဒီမှာ copy မဝင်ခဲ့လို့နော်ဒီဘက်ကိုနေမယ်ဒါလေးကို select ပြန်မှတ် ဆက်လက်ပြန်မှတ်ပြီးတော့ copy copy ကူပြီးရင်ဒီဘက်ရှိမှုနဲ့ရှိကိုနှိပ်ပြီးကိုလိုစတဲ့နေရာကိုထား paste အထောက်အပံ့မှာနှိပ်ပြီးတော့ paste အထောက်အပံ့မှာနှိပ်ပြီးဒီဒုတိယတစ်ခုပေါ့နော် value ရဲ့ number formatting ဆိုရင်ဒီမှာ26ရာခိုင်နှုန်းတန်ဖိုးတွေပါတခါလေးနေရာလေးပဲဒါဒုတိယတစ်ခု value and number formatting value တွေလည်းမြင်ရမယ် number ပြင်ထားရလည်းမြင်ရမယ်ပေါ့ ဒါလို့ value ဆိုရင်တော့တန်ဖိုးကြီးရပဲထွက်လာတယ်ပြင်ထားတာမမြင်ရအောင်ပြင်ထားမမြင်အောင်ဆိုတော့ဒီဘက်မှာမြင်နေရတယ် value ဟာရခိုင်နှုန်း box တွေမှာဆိုရင်ရခိုင်နှုန်းနဲ့မမြင်ရအောင်နောက်ဆုံး p column ကြီးလိုက်ဒီလိုမျိုးသွားခဲ့မယ်ဆိုရင် p column မှာ86ရခိုင်နှုန်းပါလို့မြင်ရတယ်အဲ့တော့ဒီအလဲက base value တွေကိုသုံးတင်နေအဲ့တော့အဲ့မှာအကွက်ကြီးကြီးလိုက်ဒီ အကွက်တိုတက်တံကိုတွက်ထားရနေရမှာ formula ဘာကိုကြည့်ကြည့်နည်းနည်းကြည့်သူတွက်ထား equation ပြန်ချလို့မရတော့ဘူးသူတွက်ထားတဲ့ equation တွေပြန်ချလို့မရတော့နောက်တနည်းကတော့ဘယ်လိုသုံးလို့ရလဲဆိုဒီဘက်ကရှိကို copy ကူးထားပြီးတော့ဒီဘက်ရှိထဲမှာဘာအနေနဲ့သုံးလို့ရမလဲဆိုရင်လိုချင်တဲ့အကွက်ပါထားပြီးရင် base တောင်းလို့မှနှိပ်ပြီးတော့ဒီမှာ base တော့ picture အနေနဲ့သုံးလို့ရ ိချာနေနဲ့ကြတော့ပိချာဖြစ်တဲ့အတွက်ပြင်လို့တော့မရတော့တံပိုးကတော့ရတော့လေရှင်းပြပေးမယ်အဲ့တော့တံပိုးကတော့ဒီဘက်နဲ့အတူတူပဲဒီမှာပိချာဖြစ်တဲ့အတွက်ဒါဒီဒီပုံတင်လိုက်ရင်ပိချာဆိုတော့သူဒီစစ်လို့ရဒါကြတူပိချာပုံစံမျိုးပဲဒီအေးစဲမှာ use လုပ်မယ်ဒါပိချာပုံစံနဲ့ base လုပ်လို့ရမယ်သုံးမျိုးပြောခဲ့တယ်နော်အဲ့ဒါဆိုရင်တော့အခုပြောခဲ့တဲ့သုံးမျိုးဒီ you base တဲ့ကဘာလေးတွေသုံးလိုက်လဲဆိုရင် base ထောင်းလိုက် copy ပြီးဒီဘက်ထဲမှာအခုပြောခဲ့တာအသုံးမျိုးပြောခဲ့တယ်။ YOYO paste option တွေကပြချဝင်လို့နော်ဒါလေးကိုပြက်ပြက်လိုက်။ select ပြုလိုက်ရပြီ။ paste ရထားဝရူမှာနှိပ်ပြီး YOYO paste သုံးတာနဲ့ paste value သုံးတာနဲ့ paste option သုံးတာနဲ့နော်အဲ့မှာ picture အနေနဲ့သုံးတာရယ် value အနေနဲ့သုံးတာရယ် YOYO paste ရသုံးမျိုးပြောခဲ့တာပါ။